တနေ့တွင်နေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ရက်နေ့ဆက်တည်းနေ့အတွင်းကာလဟာထူးခြားသောအပြောင်းလဲတွေဆက်တိုက်ဖြစ်တည်နေတယ်။ရှင်မန်းချက်တွေရွေချက်တွေတစစပြောင်းလဲဖြစ်တည်နေဒီကာလတွေမှာတနေ့တွင်ကျုံမိသားယာတိကိုစတင်ဝင်လာပြီးတော့ယာတိကွင်တစ်ခုထဲမှာ တနင်္ဂနွေရောက်တဲ့ကာလတနင်္ဂနွေရဲ့စွမ်းသက်တွေအမတန်ကြီးမားတဲ့အချိန်ကာလကိုဖြတ်သန်းနေတဲ့အချိန်နဲ့ကကြမာလှည့်ပြောင်းနေရထူးခြားစွာရှိနေမယ်ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ခရီးကိစ္စပြောင်းလဲကိစ္စတွေဆင်ပြေမယ်သူတမန်းနဲ့ကိုနေကြအယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့စန္ဒရည်မှန်ချက်တို့ကိုလက်တွေ့ကောင်းထည့်ဖော်ရန်အတွက်ထူးကောင်းတဲ့ data အောင်မြင်တဲ့အခြေအနေတွေကိုရမယ် ချက်ချင်းဆုံးဖြတ်ပြီးရှင်တို့လောက်ခဲ့ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ကိုရရှိမှာဖြစ်ပါတယ်ဆန္ဒရည်ဒီမှာရပိုင်ခွင့်ပြန်ရမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်16ရည်ဒီထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေပွင့်ပေါ်တဲ့နေ့တစ်ခုဖြစ်တယ်16ရည်ဒီကမဟာတကြံအတက်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့မနေ့စနေနေ့ 42မိနစ်20စက္ကန့်ချိန်မှာမာသဂျန်တက်ပါတယ်။စက္ကန့်ရည်နေ့မြန်မာနှစ်ဆန်းတည့်နေ့ကိုရောက်ရှိတယ်။မြန်မာနှစ်ဆန်းတည့်နေ့မှာအရာရာကောင်းသောကုသိုလ်ကောင်းမှုတွေကိုပြုရဲထူးခြားတဲ့ကံကောင်းခြင်းရဲ့နှစ်သာရကိုကြားမယ်။အဲ့ဒီမှာမဟာယဇ်နဲ့သွားပြီးတော့တိုက်ဆိုင်နေတယ်။လာမယ့်နေ့ကမဟာယဇ်နဲ့နှစ်ဆန်းတည့်နေ့သွားတိုက်တော့အဲ့ဒီနေ့မှာ ရှိတော်ရကုန်သည်သွားစေနေရှိတတ်တော်သတိထားရမည်အပျော်လွန်ခြင်းတွေမရှိစေရညနေ3နိုင်နဲ့4နိုင်ခွဲကြအနည်းရှိနေတယ်ဆက်ရှိရနေရတော့ငွေကြေးကလုပ်ငန်းကဘဝကနေအတွက်ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာနဂဘောရင်းနဲ့တိုက်တော့မတော်တဆအန်ဒီကိုလည်းသတိရှိရမှာပဲပေါ့အထူးသဖြင့် တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်။နေ့၁၂နိုင်ကနေ့တနင်္ဂနွေတွင်အသွာလနေထိုင်ပြုဆိုင်ရမယ်။၁ရက်နေ့မှာတော့ကောင်းသောကံဖြစ်ထွန်းမှုတွေရောက်လာမယ်။၂၀ရက်နေ့မှာလူမျိုးခွဲလူမျိုးခြားချိုးပေးတယ်။၂၁ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတွေနဲ့ရရဆင်ပြေသောထွတ်တဲ့သောခြေနေကောင်းတွေကိုရရှိမယ်။ဒီကာလအတော်တွင်မှာတင်းငွေတွေနဲ့တောက်ချာနဲ့ စနေနေ့ဝိသုဒ္ဓိကောင်းတယ်ကိုကျိုးပေးလိမ့်မယ်တနင်္လာနေ့ဇာတာပတိနေ့ဝိသုဒ္ဓိနဲ့ပူပေါင်းတာကနေစိတ်အောင်ရှက်တိဖြစ်တတ်တယ်နံပါတ်2ခုကိုကနတ်နေ့အကျိုးပေးတယ်အဖြူရောင်စိမ့်ရောင်မိခွန်းရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေ့ဖြစ်သုံးဆွဲရမှာဖြစ်ပါလေဒီစံတည်းနေ့မှာကုသိုလ်ကောင်းမှုကို ပြုပါ အနည်းပါးသို့ရွှင်ရင်အေးတိုက်ကြွေးခြင်း ူတိုင်းချင်းပြုပါထူကြတဲ့ကံလေးတွေပေါ်ထွက်လာပါလိမ့်မယ်ယေရှုတင်ပါတယ်တနင်္လာနေ့ဘုရားတော်မင်္ဂလာပါ2015ဧပြီလ15ရက်နေ့နေ့20ရက်နေ့အတွင်းကာလဟာထူကြသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ဖို့ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားအကျဉ်းစီရွေးချက်တွေကို ဆောင်ရွက်သမျှထွန်းထုတ်ပတ်ပေါက်နဲ့အစီအပြောင်လုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတဲ့လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတို့တဲ့ဒီကာလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စပတ်သမျှအထူးအင်ပြေသွားပဲမိကောင်းဆွေကောင်းတို့ပွားမယ်ဘဝနေထိုင်တိုးတက်အောင်မြင်မှုကိုရရှိရနေ့မှာလုပ်သမျှကြံစီသမျှအောင်မြင်ခြင်းကိုကြုံမယ်ဆက်ချောင်းရနေ့မှာအလုပ်တိုးချဲ့ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကြုံမယ်အဲ့ဒီကမဟာစကြာတဲ့နေဖြစ်တယ်အဲ့ဒီမနေ့စနေနိုင် 42မိနစ်20စက္ကန့်မှာတရားတက်မယ်အဲ့ဒီတရားတက်ချိန်မှာကုသခေါင်းမှုတစုံကြံလို့ရင်လည်းအထူးခြားတဲ့တန်လန်းလေးတွေရနိုင်တယ်19ရက်နေ့ညစန်းတရက်နေ့အဲ့ဒီဟာထူးခြားတဲ့အပြောင်းလဲတွေနဲ့တန်လန်းတွေကိုဖန်တီးခွင့်ရှိတယ်ကုသခေါင်းမှုပြည့်ရေပဏ္ဍကောင်းတဲ့နေ့တစ်ခုဖြစ်တယ်အလုံးချမ်းစီတဲ့အောင်မြင်မယ်ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်လူလေးယောက်တူကြည့်သွားခြင်းကိုရှောင်ကျဉ်ရမယ်အဲ့ဒီမှာအရှိတောင်ရက်ကိုတည်သွားစေနေရှိတတ်တယ် အချိန်ကာလအဖြစ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာနေတဲ့ကျဆက်ရမယ်။ဆက်ရှိရနေ့အဲ့ဒီမှာရှင်မချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖုန်ချင်းခီးကိစ္စဆင်ပြေခြင်းနဲ့အပြောင်းလဲတွတ်တက်ခြင်းတွေရှိမယ်။အဲ့ဒီမှာတောင်ရက်ကိုတည်သွားစရာညရှိတတ်တယ်။နေ3နိုင်နဲ့2နိုင်ခွဲတွင်သွားလာနေတဲ့ကျဆက်ရမှာပေါ့။29ရက်နေ့မှာတော့ပြောင်းလဲခြင်းနဲ့တွတ်တက်ခြင်းကကောင်းမယ်လူမျိုးခွဲကျိုးပေးမယ်။ 20ရက်နေမှာငွေရေးကြေးကံလုပ်ငန်းကံစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ရဲ့နှစ်သာရကိုရတယ်။တပတ်တာအတွင်းကြာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့လာတော့ကြမွေးသူများကြောင့်စိတ်နှောင့်ရှည်ရှိတတ်တယ်။369ကုဒဏ်တွေကျိုးပေးတယ်။အပြာရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လုပ်ကြသမျှဆောင်ရွက်သမျှအောင်မြင်တိုးတက်မှုနဲ့ကံမြမမှုတွေကိုရရှိမှာဖြစ်ပါတယ်။ဒီကာလအတွင်းမှာကောင်းခြင်းကံကြမ္မာများရစေရန် ရွှေရင်အေးလှူဒန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ရင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောအတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်တွေတရားမြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့မိမိစံနဲ့ရည်ရွယ်ချက်တွေလုပ်ကိုင်ချိုးပေးနိုင်တယ်အလုံးစ်နေရာစ်ဝင်းကျင်စ်တွေစတင်ရမယ်လုပ်ငန်းအောင်တွေရပ်ပြီးသစ္စာချင်း ်တက်လွယ်သောလမ်းကြောင်းနဲ့တိုးတက်မှုတို့ကိုဖန်တီးနိုင်ခြင်းအိမ်ပြေအိမ်ဆောင်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုပြင်ခြင်းပြင်ဆင်ခြင်းတွေလုပ်ဖြစ်နေပေ။ဤကဲ့သို့လုပ်ပြီးချူးခြားစွာကောင်းတဲ့ကံတွေလည်းတိုးတွေ့လာနိုင်ပေ။နေရာသားသို့ပြောင်းလဲပြုပြင်ခြင်းအစဆောင်ရွက်ခြင်းကိုလုပ်ကြရမှထူးခြားတဲ့ကံတွေတွေပေါ်လာမယ်။အပင်ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်တို့ကို15ရက်နေမှာစပြီးကြုံမယ်။အဲ့ဒီနေ့မှာဆုံးဖြတ်ချက်အလုံးစုံမှန်းမယ်။16ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းနဲ့တိုးတက်ခြင်းကြုံမယ်။အဲ့ဒီနေ့က မာတကြံတက်နေဖြစ်တဲ့တကြံတက်ချိန်ဖြစ်တဲ့မနေ့ဇန်နိုင်52မိနစ်နဲ့2စက္ကန့်ချိန်မှာကုသိုလ်ကောင်းမှုလေးတွေပြုပါထူးခြားတဲ့ကောင်းခြင်းကံတွေကိုစုတောင်းပြန်စုတောင်းပြန်နိုင်ပါလေ18ရက်နေ့23ရက်နေ့အဲ့ဒီနေ့မှာလုံငန်းကံစီးပွားကံတွေမှာကောင်းတဲ့ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်အရဝင်းနဲ့ကောင်းသောဆက်သွယ်ရှိမယ်အရှိတောင်ရကုန်တည်သွားစေအနေနဲ့ရှိတတ်တဲ့လူလေးယောက်တူတို့ခီးသွားခြင်းရှောင်ရမယ် ညနေ3:00နဲ့4:00နဲ့ခွဲခြားအသွာနာတတိထားရမယ်။၁၈နှစ်ရံပတိဘက်ကရင်နဲ့ရှင်ပြီးတော့ရမယ်။သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်။အတိုက်ခံပြဿနာဟောင်းတွေပြန်လည်ဖြေရှင်းရတတ်တယ်။တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့၁၂နှစ်နဲ့တတန်ခွဲတွင်သွာလာပြုဆက်ရမယ်။၁၉ရက်နေ့မှာချိုးချတဲ့ကံပြောင်းလဲနေတယ်လမ်းပေါ်မယ်။အရာရာဆင်ပြေမယ်။ဒါပေမဲ့ဆာဝေဆာတဲ့လက်မှတ်ထိုးတွေကို ကျင်ွေကြီးကိစ္စပြောဆိုခြင်းတွေမှာအငင်းပွားတယ်တဲ့20ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့အစဉ်ပြေတိုးတက်ခြင်းတို့ရဲ့ကောင်းဆုံးကျိုးဆက်နှစ်သာရတွေကိုရရှိမှာပါတနင်္လာနေ့ကနေဗုဒ္ဓနေ့ဝေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဝေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကုက္ကနန်းနေ့ကျိုးပေးတယ်အဝါရောက်နေမောရောက်နုနေအောင်တို့ကိုတော့ပြီးတော့လူရှိရာစန္ဒပြည့်ရယ်ဆုတောင်းပြည့်တတ်တယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများ ရရှိစေရန်တို့ကအဝါရောင်ပန်းဝဲလေးတွေဘုရားကတ်သူပူဇော်ပြီးတော့အလိုရှိရာဆန္ဒပြုရင်တို့ရဆန္ဒပြည့်ခြင်းစင်ပြေခြင်းခံကောင်းခြင်းကိုရရှိပါလိမ့်မယ်ယေရှုတည်းမှာပုထုနေပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့27ရက်နေ့အတွင်းမှာအလှူဒါနအလှူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ်မြေတားရေကံကောင်းမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ် ကောင်းသောသတင်းစကားကြုံပေမိသားစုနဲ့ပတ်သက်သောကောင်းသောနိမိတ်နဲ့ကြိုးပမ်းခြင်းကံတွေဖြစ်ပေါ်ခြင်းချက်ချင်းဆုံးဖြတ်ပြီးရှေးတို့လုံခံခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ဖြစ်ပေါ်ခြင်းကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတို့ရဲ့ကောင်းသောနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ်။ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနှစ်သာရတွေကျုံးကိုကျုံပဲဒီကလကံကောင်းတဲ့ကလအခက်အခဲလုံးကြော်လွှားနိုင်တဲ့ကလစူပေါင်းလုပ်ငန်းလုပ်ရအကျိုးရှိတဲ့နေ့လို့သမျှကြံစီသမျှအောင်ရမယ်။၁၆ရက်နေ့သိရေးကြည့်တယ် အဲ့ဒီကအကြံတက်နေအကြံတက်နေကဗုဒ္ဓနဲ့တိုက်ဆိုင်တော့ဗုဒ္ဓနဲ့မွေးသူတွေတာစားတယ်အတာစားတယ်အတာသင့်တယ်အတာစားခြင်းနဲ့ပတ်သက်တဲ့အညက်နေလို့ဖို့နဲ့ကောင်းခြင်းကံတွေရဖို့အတွက်ကိုစီစဉ်လို့ရတယ်တကြံတက်ချိန်ကိုသိရမယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စေနိုင်၄၂မိနစ်၂စက္ကန့်ချိန်ပါ ဗုဒ္ဓနဲ့မွေးသူအားလုံးတို့ဟာအရှိမြောက်ရကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာအတာတက်ချင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနေသကြလုံးလိုက်တယ်ထူးခြားတဲ့ကံအကျိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ်ဆက်လက်ပြီးတင်ပြချင်တာကတော့18ရက်နေ့ရောက်လာတဲ့ကံကြောင့်ငွေကြေးကံလုံငန်းကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်နိစ္စတည်းနေရာထူးခြားတဲ့လက်ပွင့်ခြင်းမှာကိုယ်ထံရောက်လာ ဒါပေမဲ့မတော်တဆညကြီးဆက်ရမယ်အရှိတောင်ရကုန်တီသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်တယ်4နိုင်ခွဲတွင်သတိရှိရမယ်16ရက်နေ့အရာရာသတိရှိရမယ်နေ့ဇံပတိဘက်ကနေဖြစ်တတ်တယ်အနောက်ဆက်တွေများတတ်တယ်စိတ်ရှုပ်စရာရှိတယ်အဲ့ဒီမှာတောင်ရကုန်တီသွားစရာနေရှိတတ်တယ်နေကင်း7နိုင်တယ်တနိုင်ခွဲတွင် သွားလာကြီးဆက်ရမယ်19ရက်နေ့မှာမထင်မှတ်ဘဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေက ကောင်းသောကျိုးဆက်ရရှိမယ်။ဆုံးဖြတ်ခြင်းမှန်မယ်ဘဝတွတ်တဲ့မယ်။၂၀ရည်ရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းဘဝတွတ်တဲ့ခြင်းကံမြတ်မှန်းခြင်းကျုံမယ်။၂၁ရည်လက်ပွင့်ခြင်းကံပွင့်ခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့ခွင့်လန်းကိုပေါ်ပေါက်မယ်။တပတ်တာကာလအတွင်းတင်းနယ်လာသောကြရင်ကနေမွေးသူတွေကောင်းကျိုးပေးတဲ့ကြာသာပရိစနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။၆ခုကိုကနအကျိုးပေးတယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့ အဲ့ဒီမဟာတကြံအတက်နေအဲ့ဒီမှာတကြံတက်ချိန်ကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတိဆက်လက်လုပ်သွားပါအဲ့ဒီတကြံတက်နေဗုဒ္ဓနေနဲ့တိုက်တဲ့နေ့မှာကုသိုလ်ကောင်းမှုကိုကိုတားသမျှလုပ်ရင်လုပ်သလောက်အကျိုးရှိမယ်တာကတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဇာတာပတိနေမွေသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်ကနေ့ 21ရက်နေ့အတော်တွင်မှာအပြန်ဆိုင်နေကြားထဲကတို့တက်မှုလမ်းကြောင်းတွေပေါ်လာနေပြီတခါမှမလုပ်ဘူးသေးတဲ့ကိစ္စဒီအချိန်တော့ဖြစ်နေတယ်မရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စကထူးခြားတဲ့ကျိုးဆက်ကောင်းဖြစ်ရရှိနေတယ်ဆောင်ရွက်လိုက်တဲ့ကိစ္စအနေကျိုးဆက်ကောင်းကိုရရှိလာနေတယ်သုံးဆွဲလိုက်တဲ့ငွေကြေးရည်ကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိနေတယ်ကိုကနေကူညီလိုက်တဲ့သူအောင်မြင်သွားနေတယ်အရာဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစဉ်ပြေနေတယ် ပိတ်နေတဲ့လမ်းကြောင်းကိုဖွင့်ပြီးတော့ဘဝတလန်းတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်။အရာရာတိုက်ခတ်နေတဲ့ရှင်ပြီးတော့မယ်။၅ရက်နေမှာပြီးမှလူရဖြစ်ဆုံးမယ်။၁၆ရက်နေပြဿနာဟုတ်နေဖြစ်ရှင်းရမယ်။ရန်တိုက်ခတ်နေတဲ့ထိတ်တိုက်တွေမယ်။အဲ့ဒီကမဟာဒဇန်တက်နေဖြစ်တယ်။ဒဇန်တက်ချိန်ဖြစ်တဲ့မနေ့စနေနေ့၄၀မိနစ်၂၀ခန့်အချိန်မှာကုသိုလ်ကောင်းမှုတစ်ခုခုပြုတ်လိုက်ရင်လည်းအဆင်ပြေတယ်။ 18ရည်နှစ်အရာရာကောင်းခြင်းလိုရာပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံဖွင့်တဲ့နေ့တစ်ခုဖြစ်တဲ့ညစန်းတည့်နေ့ပါပဲ။ဒါပေမဲ့ဒီမှာဟာရချမ်းဖြစ်နေတော့အသွာလာကျူးဆက်ရမှာပေါ့။ညနေ3နိုင်နဲ့4နိုင်ခွဲခြင်းသွာလာကျူးဆက်ရမယ်။ပြီးတော့အရှိတောင်ရက်ကိုတည်သွားစရနေ့ရှိတတ်တယ်။18ရည်နှစ်မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပင်းမယ်။ဘဝကံတက်မယ်။ဒါပေမဲ့အိန္ဒိယငကဘော်ရက်နဲ့တိုက်နေတယ်။ တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့ဆက်ရနိုင်တဲ့တန်တိုင်ခွဲအတွင်းမှာတော့အနေနဲ့လွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့စကောရက်နေ့မှာငွေကြေးကန်လက်ကန်ကောင်းတယ်စီးပွားကန်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တဲ့20ရက်နေ့ကတော့မှားနာတဲ့လက်တွေကွာမယ်လုံးလိုက်တာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်စင်ပြေမယ်20ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်အလုံးကျိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကန်ကောင်းခြင်းကိုမလွဲသေးချော်ပေါ့ချုပ်ထွေရပါလိမ့်မယ် တနင်္လာနေ့တောက်ကြတဲ့စနေနေ့မွေးစုတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေဗုဒ္ဓနေ့မွေးစုများကြောင့်စိန်နောက်ဆက်တိုက်ခန့်လေးတွေရှိတတ်တဲ့တလေးခုံကနန်းတွေကျိုးပေးတဲ့အညိုရောင်ပြာရောင်မိခိုးရောင်တို့သုံးပြီးတော့လူရှိရာကိစ္စတို့ကိုလောက်ကင်နိုင်တယ်။ကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ရွှေရင်မကြခဏဒုဒါနာပြုပေးလိုက်ပါ။ယေရှုတည်ပါရဲ့။တောက်ကြတဲ့မွေးသူ အားလုံးမင်္ဂလာပါ။ 2025ခုနှစ် April လ15ရက်နေ့ကနေစပြီးတော့20ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးတော့အောင်မြင်တိုးတက်သောအနေထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းပွင့်နေသူမျိုးခွဲအကျိုးပေးတဲ့ အရဝင်းရနေကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်သစ်အစဉ်ပြေမယ်ရှန်ကားခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရဝင်းချစ်သစ်တွေနဲ့ဆက်ဆံရခြင်းဒါတရားလုံးကြုံရသည်စံသားရည်နေမှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်16ရည်နေငွေရည်ချေးကံကောင်းမဲ့လက်ပွင့်မဲ့ကြံတက်နေကြံတက်ချိန်ဖြစ်တဲ့မနေ့စနေတိုင်း52မိနစ်20ခန်းချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါအောင်ခြင်းကံတွေရလာနိုင်မယ်18ရည်နေ့ နှစ်စန်းတည်းနဲ့ကောင်းသောကုသိုလ်ကောင်းမှုပြုရဲကောင်းတယ်အဲ့ဒီနေ့မှလည်းလက်ပွင့်ပဲကန့်ပွင့်ပဲလို့ပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီဟာမဟာယကျမ်းနဲ့တိုက်ဆိုင်နေတော့အသွာလာကျူးဆန်းရမယ်အရှိတောင်ရကုသွားစရာနဲ့ရှိတတ်တယ်ညနေ၃နိုင်နဲ့၄နိုင်ခွဲကြမှာအသွာလာကျူးဆန်းမယ်လူလေးယောက်တူသွားခြင်းမပြုညာခြင်းရှိဆက်ရှိနေရတော့ရာရာဆင်ပြေသွားတယ်ဒါပေမဲ့အဲ့ဒီနေရာငကပေါ်ရက်နဲ့တိုက်တယ် တောင်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေ့ဆက်နေနိုင်တဲ့တန်တဲ့ခွဲကြသတိထားမယ်ဝေချေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့အစီအပြေမှုပေါ်လာမယ်19ရက်နေ့မှာဥတီချက်တဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာသာကိုရရှိမယ်အဲ့ဒီကံကြမ္မာနဲ့ရပယ်ခွင့်သစ်တွေပြန်လည်ရရှိပြီးတန်တန်းပေါ်မယ်20ရက်နေ့မှာရန်တိုက်ခါအလုပ်ကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်21ရက်နေ့မှာရပယ်ခွင့်တွေလက်ဝယ်ရခြင်းစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ် ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနည်းငယ်တွေတင်းလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခွရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိနေမယ်နေနီးပါမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဒါနာပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောအတွင်းမှာရံများမယ်တိုက်ခတ်များမယ်သူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမယ်ဝေကြီးပေးယူကိစ္စအစအငြင်းပွားစရာရှိတတ်တယ်။နောက်အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအဆင်ပြေမယ်လုပ်ငန်းဟောင်းတွေတဖြည်းဖြည်းရက်ပြီးတော့အစ်စ်ကိုဥတည်နေတယ်ကံစစ်ဖက်ကိုဥတည်ဖြစ်ထွန်းနေတယ်ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်ကောင်းကျင်းကံကြမှာတော့ဆက်တိုက်ဖြစ်တော့မယ် မတော်တဆနဲ့ဂူးဆက်ရမယ်ခိုက်ရန်ဖြစ်ွားတာတွေဝင်ရောက်မဖြေရှင်းနဲ့ကိုယ်မှာပါအញ្ញရှိပြီးရောရံကရောက်ဖြစ်သွားတတ်တယ်။စကားရင်းနေအရာရာသတိရှိရမယ်နေဖြစ်တယ်။အပျော်ကျူးတဲ့သူနဲ့တွေ့တဲ့ဒီကုမ္ပဏီရှိတတ်တယ်။ဆက်ချောင်းရင်းနေအရာရာစီပြေပဲ။အဲ့ဒီမှာဟာတကြံတက်နေအကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ49မိနစ်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါထူးခြားတဲ့ကောင်းကျင့်ကံတွေကြောင့်ပဲ။၁၉ရက်နေ့ နစ်ဆန်တရနေ့ဖြစ်တယ်။အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့ကောင်းမြတ်နိမိတ်ကိုကြုံတယ်။စိတ်ချမ်းသာစရာလည်းရှိမယ်။ဒါပေမဲ့အိန္ဒိယမဟာယဇ္ဇနဲ့တိုက်နေတော့အသွမ်းလာဂယူဆက်ရမယ်။ညနေ3နိုင်နဲ့4နိုင်ခွဲကြာအထုပြုဂယူဆက်ရမယ်။တနေ့တာကာလအတွင်းရှစ်တောင်ရကုန်တည်သွားစေရင်လည်းအနည်းရှိတော့ဂယူဆက်ရမှာပေါ့။ဆက်ရှိရနေရတော့ငွေချေးရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းဘဝတုတ်တဲ့ခြင်းကံမြမခြင်းတွေကိုကျုံ့တွေ့နိုင်တယ်။ရှင်ပြိုင်မှုမှမပြောင်းအောင်မြင်ပဲ။ ဒါပေမဲ့အိန္ဒိယနဲ့ကမ္ဘောဒီးယားနဲ့တိုက်နေတဲ့အတွက်တောင်ရက်ကုန်တီသွားစရာလည်းရှိတတ်တယ်။အချိန်ကာလအဖြစ်နေဆက်ရနိုင်တဲ့တန်တိုင်းခွဲကြသွားလာပြုဆက်ရမယ်။စကောရက်နေ့မှာရံများတတ်တယ်တိုက်ခတ်များတတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်။နှစ်ဆယ်ရက်နေ့မှာတော့ကောင်းချင်းမင်္ဂလာစိတ်ချမ်းသာစရာအကျိုးပေးမှုနဲ့စင်ပြေမှုလေးတွေရှိမယ်။ရာရာကောင်းသောနှမိတ်နဲ့ကောင်းသော ကံကြမ္မာတို့ရဲ့အနှစ်သာရကိုရရှိမယ်။ ီတပတ်တကာလအတော်တွေမှာတနင်္လာတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာတွေနဲ့ပုတ်ထုနဲ့မွေးသူများကြောင့်စိတ်နှောင့်ရှက်လေးတွေများတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းကျိုးပေးခြင်းနဲ့ကံမြမခြင်းတွေကိုရရှိပါလိမ့်မယ်ကောင်းခြင်းကံကြမ္မာများ ရရှိစေဖို့အတွက်ကိုဒီကာလအတော်တွေမှာအိမ်ဒီပါမှာရွှေရည်ဝေမျှလူတန်းချင်းကုသိုလ်ကိုပြုပါထူးခြားတဲ့ကောင်းခြင်းတွေရလာပါမယ်ကျေးဇူးတင်ပါတယ်